မောင်ဘိုးတင်တော်ဟာသူတို့လာတော့ကနားခဲ့တဲ့လေကွင်းနေဘေးမှာရှိတဲ့ဆရက်ကိုရောက်လာပြန်တယ်။မွန်တဲပြီးတဲ့အချိန်မို့လို့လာတော့ကတိုင်းပဲပေတူးနဲ့မောင်ဘိုးတင်တော်ဟာမရှင်းတွေညားကြပါတယ်။အဲနောက်သူတို့နှစ်ယောက်ဟာမရှင်းတွေကိုနှီးကြောနဲ့ပိုက်ခွဲပြီးတော့သူတွေကိုပကံတလုံးနဲ့ကိုထဲ့တယ်။မောင်ဘိုးတင်လောက်ခိုင်းတဲ့အတိုင်းပဲပေတူးကလည်းငရှင်းကိုနှီးကြောနဲ့ပိုက်ခွဲနေကနေဘိုးတင်ဒီသူတွေကဘာလုပ်ဖို့လဲ။မင်းမကြခင်တိလာလိမ့်မယ်ကွာ။ မရှင်းကသွေးတော်တော်လေးကိုထွက်တာပဲနော်။ဟာမင်းကလေအခုမှမသိတယ်လို့လုံးနေပြန်ပြီ။ပေတုကတော့ကွာ။ငါသိပြီကွာ။ဒီသူတွေကိုဟိုတဲကလူကြီးကိုတိုက်မလို့မဟုတ်လား။မင်းကအရေးပြအကောင်မြင်သားပဲကွာ။အဲ့ဒီတဲကိုတို့တွေထမင်းစားပြီးတော့မှအကုန်လုံးသွားကြမယ်။တို့နှစ်ယောက်စကားပြောနေတော့ထမင်းချက်နေတဲ့ဖိုးထွေးကဇရက်ပေါ်ကနေပြီးတော့ပေတုနဲ့ဖိုးတဲမရှင်းကြိုင်တာမပြီးသေးဘူးလား။ပြီးပြီကွာကိုဖိုးထွေး။လာကွာမမန်ယူခဲ့။ ငရှင်းကိုအခုတခါတည်းတဝက်ကျော်တဝက်ချက်လုပ်ရအောင်။ဝါညက်တစ်ခုလုပ်ပြီးတော့တဝက်ကိုကင်ကွာ။ကင်ပြီးမှကြော်မယ်ကြလား။ဟုတ်ကဲ့ပါဆရာကြီး။ရွာလူကြီးသားဆိုပြီးတော့ဇရက်ပေါ်တထိုင်ဘာမှလည်းမလုပ်ဖိနဲ့အမိန်ပေးနေတာ။ဟိုမှာကိုသားထားကိုကြည့်ပါအောင်မြ။မျက်နှာမှာတော့မှအိုးမဲတွေပေးနေပြီးခမင်းချက်နေရတာ။ပေတူးကဖိုးထွေးကိုကြည့်ပြီးတော့ตาย่าเนี่ยရှင်းပြီးတော့ပြောတယ်။ဒီခါမှာตาย่าကထမင်းအိုးချွေးထုတ်နေရကနေအဖုံးကိုခက်ဆက်ဆက်ပိတ်ပစ်တယ်။အောက်တက်ကြည့်တယ်မကြည့်ဘူးဆိုတာ ဒီနေရာမှာကွာသွားတာကွာငါကအကြီးဆိုပြီးတော့ခေါင်းရှောင်တက်တဲ့ကောင်မျိုးမဟုတ်ဘူးအရာအလုံးကိုရှေးကနေမမမတ်ရက်ပြီးတော့လောက်ကင်ဖြည့်ရှင်းတက်တဲ့ကောင်မျိုးတချို့ကောင်တွေနဲ့တော့ကွာတယ်ကွာဟဲ့ကောင်တရမင်းဘသူကိုစောင်းပြောနေရလဲဘသူမှမပြောဘူးကွာငါစိတ်ထဲမှာရှိတဲ့အတိုင်းပြောတာဖိုးထင်းနဲ့တရရန်ဆောင်နေပြီဖြစ်တယ်ဒီလိုဖြစ်အောင်လုပ်တဲ့အဓိကတရခန့်ဟာပေတူဖြစ်ပါတယ်အဲ့နောက်မဘိုးထင်ဟာမရှင်းကိုညှက်ထားတဲ့ဝါညက်ကိုကိုင်းကနေဟဲ့လူတွေ စကားများမနေနဲ့ဗျာတိတ်တူရှင်မကွာတူတူနေခဲ့ပြီမဟုတ်ကောင်ပေတူပေါက်ခဲ့ရတယ်ရှောက်မပြောနဲ့သူစကားတွေနားထောင်ပြီးတော့အုံနောက်မဲမနေနဲ့ဗျာရောက်ကိုဖို့တွေခမ ्या ငရှင်းခင်လိုက်အေးပါကွာမင်းကဂျားတွေကနေဆရာလာလုံနေသေးတယ်ပေးပေးပေးငါကင်မယ်ဖိုးထွေးကမကြည်မနဲ့နဲ့မရှင်းနေကိုယူကမိဖို့စီကိုထတ်သွားတယ်အဲ့နောက်မောင်ဘိုးထင်ဟာပေတူးထံမှာတုံးထားတဲ့ငရှင်းဆိုတွေကိုတာရကိုချခိုင်းနေသူတို့တေချာထည့်ထားတဲ့ငရှင်းသွေးပကံကို ဇယက်တောင်တနေရာမှာတင်ထားလိုက်ပါတယ်။ဖိုးထက်ကသူ့ကိုပေတူးနဲ့သာရမတိတတိပြောထားလို့ထင်နေ။မရှင်းကိုကိုယ်တိုင်ကြော်ပြီးတော့ထမင်းမှာခုခတ်ပေးနေလို့တာယာကကြံတဲ့သူတွေကိုဖိုးထက်စီကိုမျက်စာပြပြတယ်။နေလေစာကိုနေမိုးလဲမှာစားကြပြီးတော့တာအေးဟာစားနေတဲ့ဟင်းတွေကိုကြည့်ပြီးတော့ကိုတာယာရဲ့ငဆင့်အဆိုချက်ကလည်းကောင်းနေဗျာ။ကိုဖိုးထွေးရဲ့ငဆင့်ကြော်လေးကလည်းကောင်းနေဗျာ။တကယ်ကိုတော်တဲ့သူတွေပဲ။ဟုတ်တယ်တာအေးရ။တကယ်ကိုစားလို့ကောင်းတာ။ကိုဖိုးထွေးနဲ့ကိုတာယာက င်းချက်ပါရမီပါလာတဲ့ထင်းနေမောင်ဘိုးတဲ့သားအေးနဲ့ပေတူးတို့ရဲ့စကားတွေကြောင့်ဖိုထင်းနဲ့သားရဟာပြုံးနေပြီးတော့ဟင်းတွေကိုခတ်တက်ပေးတယ်သူတို့ထမင်းစားပြီးတဲ့အခါဇရဲပေါ်မှာခဏလောက်ထမင်းလုံးစီကြတယ်ဖိုထင်းမရှင်သွေးလိုက်ရတဲ့လူကြီးဘယ်မှာတော့တွေ့မလဲမင်းနဲ့ပေတူးတို့တော့တွေ့မှာလားဟာအကုန်လုံးတွားရမယ်လေသူတယောက်တည်းမဟုတ်ဘူးဗျတရွာလုံးဆိုတော့ကျတို့အကုန်တခါတည်းတွားမှာအေးဟုတ်တယ်တခုခုဆိုမင်းငါ့ကိုပဲလှုပ်ချနေတာ ဒီလိုနဲ့ဇေယျလေးပုံမှာတုံလုံးလှဲ့နေပြီးတော့တယောက်တစ်ပေါက်စကားဆိုကြရဲမကြခင်မှာအိပ်ပျော်သွားကြတယ်။မောင်ဘိုးထင်ရဲ့နားထဲမှာအတန်တက်တက်ကြားလို့မျက်လုံးကိုဖွင့်ကြည့်တော့ဇေယျတောင်းမှရှိတဲ့ငရှင်သွေးပကံနာမှာလူကြီးတယောက်စောင်းကြောင်ထားပြီးတော့ငရှင်သွေးပကံနဲ့ကိုသွေးရလက်ညှိုးနှစ်ပြီးလက်ကတဆင့်သွေးတွေကိုပါဇက်နဲ့စုပ်နေတာတွေ့ရတယ်။မောင်ဘိုးထင်ဟာအဲ့နေရာကနေသွေးရဘေးမှာရှိတဲ့ဖိုးထွေးကိုအရောင်းနဲ့တို့ပြီးနှိုးတယ်။အတန်မထွက်ဖို့အချက်ပြပြီးတဲ့နောက်တခြားသူတွေကတော့တရိုးတက်တက်လိုက်နှိုးတယ်။ဒီလူကြီးကို ပြေးနိုင်မို့တာအိနဲ့တာရဟာဇရဲဘော်ကခုံစင်ပြီးတော့လမ်းပိတ်ထားလိုက်တယ်။မောင်ဘိုးထင်ကပစိုးနဲ့ပတ်ထားတဲ့ငိုကျိုးဆက်တောင်မွေးကိုကင်ပြီးတော့ဟဲ့လူခမရမတူလဲ။ဘာလို့သူ့အစိမ့်နဲ့လာပြီးတောက်တာလဲပြောစမ်း။ငါငါကလေမင်းတို့ဟိုနေကကမွန်းချင်ရလာခုတဲ့တဲကပိုင်ရှင်ပါကွာ။မရှင်သူ့အနံ့လေးရလို့မနေနိုင်လို့လာပြီးတောက်တာပါ။နေပါဦး။ခမရကတာမယ်လို့ပါ။ဘာဖြစ်လို့သူ့ကိုအငမ်းမရအစိမ့်တောက်ရတာလဲ။အဲ့ဒါကလေဟိုဟို ခမရတို့ကပဲရွာကလည်းကျုပ်တရင်ကြတာကတော့ခမရနေတဲ့ရွာကလူတွေအကုန်လုံးသွေးဆုပ်တယ်ဆိုဟုတ်လားမင်းတို့ကဘာသူပြောတာလဲဘာသူပြောပြောပါဟုတ်လားမဟုတ်ဘူးလားပဲပြောဟုတ်ဟုတ်တယ်ကဲဒါဆိုခမရရွာကိုကျုပ်တို့ကိုလမ်းပြပြီးတော့မဖြစ်ဘူးထင်တယ်ငါတို့ရွာကလူစိမ်းတွေကိုအဝင်မခံဘူးအဝင်မခံတဲ့ကျုပ်တို့ကဝင်ရမှာပဲခမရတို့ရွာသားတွေကျုပ်တို့အကူကြီးလုံးနေပြီဒါနဲ့ခမရနာမည်ကဖိုးပိကဲဦးဖိုးပိ ခမရငရှင်သွေးတအားတောက်ချင်နေလေတောက်ပြပြီးရင်ခမရလူရွာအကြောင်းကိုပြောပြဘိုးဘိုးပိန်ဆိုသူဟာခေါင်းကိုညှင့်ပြပြီးတော့ငရှင်သွေးတွေကိုကုံအောင်တောက်တယ်မမိုးတင်းတို့ဟာဘိုးဘိုးပိန်ငရှင်သွေးတွေကုံတဲ့အထိတောက်နေတာကိုဝိုင်းကြည့်နေကြတယ်နောက်ဆုံးမှာဦးဖိုးပိန်ဟာသွေးတွေပိတ်ကပ်နေတဲ့ပကံကိုရက်နေသေးတာကြောင့်ပေတူးကခမရကလည်းပြဒီလိုကြီးတော့မရက်စမ်းပါနဲ့ပြဒီလောက်အများကြီးတောက်ထားလဲဘောရသေးဘူးလားငါတို့ကသွေးအနှံ့ရရင်မနေနိုင်ဘူးကောင်လေးရဒီလောက်တောင်မဲလားဗျာ ငါကတော်တော်လေးကိုထင်း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 ရှိတဲ့သူလို့တော့ပြောလို့ရမယ်။ဗျာခမည်းကတော်တော်လေးကိုထင်း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 ရှိတာဟုတ်လား။အေးဟာမဟုတ်သေးပါဘူးဗျာ။ခမည်းကအတော်ဆုံးဆိုရွာတွေကလူတွေကဘလောက်တောင်စိုးနေပြီလဲ။မင်းတို့တွေလိုက်ခဲ့မှာမဟုတ်လား။ရောက်ရင်သိရမယ်။ပြီးတာပဲဗျာ။ပေတူးကဥဖုပိန်ကိုစကားဆုံနေနဲ့မောင်ဘိုးထင်းကိုငဲဆောင်ကြည့်တယ်။ဘိုးထင်းဟိုရောဟုတ်ပါမလားကွာ။ရွာထဲမှာအတော်ဆုံးဆိုတဲ့အဆိုးဆုံးကတို့တွေကိုကြိုက်စားမလားမသိဘူးနော်။ မင်းကလည်းကွာတွေးဖို့နေရမီတို့ငါးယောက်ပေါင်းရင်ဘယ်ရာကိုမှကြောက်စရာမလိုဘူးကြောက်တော့မကြောက်ပါဘူးကွာတော်ကြငါသွေးကိုကြိုက်ပြီးစုပ်နေမှာဆိုလို့ပြောတာပါဘာမှမဖြစ်ပါဘူးကွာတောင်တွေးမြောက်တွေမတွေးပါနဲ့မမိုးတင်ကပေတူးကိုအတွေးမလုံမပြောနဲ့သူကိုယ်တိုင်ကလည်းဥဖို့ပင်ရဲ့စကားကြောင့်အနေငယ်ချောချမ်းလာတယ်သွေးပကံကိုရှာနဲ့ရိုက်တော့ခါသူကသူ့ရွာမှာအတော်ဆုံးလို့ဆိုတယ်ဒီစကားရကျန်တဲ့သူတွေဟာသူ့ထက်ဆိုးတဲ့သူတွေဖြစ်ဖို့ရှိတယ်ဒီအတွက်စိတ်တော်ပုံမိတယ်ဒါပေမဲ့လည်း မသွားလို့လည်းမဖြစ်ဘူးဒီမှာနေဦးဖိုးပိန်ကိုခမည်းနာမည်ကဦးဖိုးပိန်နော်ဟုတ်တယ်ကောင်းလေးကဲပြဒါဆိုဦးဖိုးပိန်ကျွတ်တို့ကိုခမည်းရွာကိုလမ်းပြပြီးတော့မင်းတို့ကလိုက်ချင်တယ်ဆိုတော့လေငါမငင်းဘူးကွာဟိုရောက်ရင်တော့မင်းတို့တွေမထင်မှတ်ထားတာတွေကိုတွေ့ရမှာနော်ရပါတယ်ဗျာကိစ္စမရှိဘူးဒါနဲ့ရွာကဘလောက်တောင်ဝေးလဲနှစ်နာရီလောက်လမ်းရှောင်ရောက်တယ်ကျုပ်တို့ခုပြောထားမယ်နော်ကျုပ်ရဲ့ညီတွေကိုထိရရင်ထိကြည့်ခင်ဗျားတို့တရွာလုံးကိုမေးရှို့ပြစ်မယ် ဖိုးထွေးတယ်ဘာမှတ်နေလဲဖိုးထွေးဟာအိုးဖိုးပိန့်ကိုအမြင်မကြည့်လို့ယုံကြည်ဘူးလည်းမရဘူးဒါကြောင့်မောင်ဘိုးတင်တို့ကိုစိတ်ဖူကဒီလိုစကားပြောတယ်ဖိုးထွေးလို့စကားမပြောပေမဲ့တာယာကဓာတ်ချောင်းကိုယူကဇီရက်တိုင်နဲ့တနောင်းကိုထုတ်ပြပြီးအမှုရာတစ်ခုနဲ့ချင်းချောက်တယ်အဲနောက်မောင်ဘိုးတင်တို့ကိုတတိဝရိယနဲ့နေဖို့တာယာနဲ့ဖိုးထွေးကတရိုတက်တဲ့တတိပေးပြီးတဲ့နောက်ပစ္စည်းပစ္စည်းတွေကိုတည်ရင်နဲ့အိုးဖိုးပိန့်ဦးဆောင်ရနာကိုလိုက်ပါတော့ပါတယ်အိုးဖိုးပိန့်ဟာမောင်ဘိုးတင်တို့ကိုဦးဆောင်ပြီးတော့ သူ့ရဲ့တဲနောက်ကျောလမ်းတိုင်းသွားတယ်။လိုသွားလမ်းလေးတိုင်းဝင်သွားပြီးမကြခင်မှာလှဲလမ်းကိုတွေ့ရတယ်။ဒီခါမှာဥဖိုးတွေကဥဖိုးပဲဒီနားမှာလူတယောက်ရှာလမ်းလျှောက်စားတော့ဒီဘက်ကဘလို့ဖြစ်ပြီးတော့လှဲလမ်းဖြစ်သွားတာလေ။ငါတို့ရွာသားတွေကအပြင်းနဲ့တက်ပြီးတော့အဆက်ဆက်မလုပ်ကြဘူးကွ။ဒီထဲမှာတခြားရွာနဲ့ဆက်သွယ်ပြီးတော့ဝယ်စရာရှိတာတွေဝယ်ပေးဖို့သုံးလတယောက်တာဝန်နဲ့နေရတယ်။တာဝန်ကြတဲ့သူကရွာကမှားတာတွေကိုဝယ်ပေးရတယ်။ရွာသားတွေကဒိနာအထိပဲလှဲကိုမောင်းလို့ ဒီဘက်ကလှဲလန်းဟိုဘက်ကလွတ်သွားလန်းဖြစ်နေတာ။အော်ကျုပ်သဘောပေါက်ပြီ။တဲမှာဝယ်စရာရှိတာတွေကိုဘိုးဘုံကဝယ်ပြီးရွာသားတွေကလှဲကိုဒီဘက်မှာရက်ပြီးတော့လူကိုယ်တိုင်လာတဲ့အဲ့လိုလား။ရွာသားတွေကတိတ်တဲထိလာခွင့်မရှိဘူးကွ။တာဝန်ကျတဲ့တယောက်ကပဲသူတို့ရက်တဲ့နေရာထိပို့ပေးရတာ။အစမ်းမာလာဦးဖိုးပင်ရ။အဲ့ဒါကွာ။ရွာလူကြီးကလှုပ်ခိုင်းတာ။တခြားရွာတွေကလူတွေနဲ့တွေ့ရင်စိတ်မထိုင်နိုင်မှဆိုလို့တဲ့။ရွာလူကြီးကခိုင်းတာဟုတ်လား။ မင်းတို့ဟိုရောက်ရင်တိမယ်ကွာကြောက်တဲ့အမိုးရတော့မပြနဲ့ကွာငါကောင်တွေစိုးတဲ့ကောင်တွေကတိရစ္ဆာန်တွေလိုပဲကြောက်ရင်ပုံပြီးခြောက်တယ်ငါပြောတာနားလဲလားနားလဲပါလေဗျာကျွတ်တို့ကလည်းသွေးဆုပ်တဲ့လူတွေတော့တော့ဂယုမဆိုင်ဘူးဗျမန်တန်ဝိဇ္ဇာကိုတော့မှချုပ်လာတဲ့ကောင်တွေပါตาရဲကဖိုးပွင့်ရဲ့စကားကိုနောက်ကနေပြီးခြေပရာဦးဖိုးပွင့်မျက်လုံးတော့ပြူးသွားတယ်မင်းတို့ကဒီလောက်တောင်ဆွမ်းလာငါထင်တော့ထင်ပါတယ်ကွာမင်းတို့ကောင်တွေဘာအဆွမ်းစားမှမရှိဘဲနဲ့ငါရွာကိုလိုင်းမပို့ခိုင်းဘူးဆိုတာဒါနဲ့ မင်းတို့ကငါရွာမှာဘာလုပ်လို့လဲအင်းမန္တန်ဝိဇာကဦးဖိုးပိန်တို့ရွာမှာတဘာဝမဟုတ်တာတွေဖြစ်နေလို့ကျုပ်တို့ကိုကူညီပေးဖို့အတွက်အကူအညီတောင်းလို့လိုက်လာတာဦးဖိုးပိန်ရဲ့အမေစကားကိုသူ့ရဲ့ဘေးမှာရှိတဲ့မောင်ဘိုးထင်ကမိုးကြိုးဆက်တောင်းပွဲကိုအစိုးနဲ့ပတ်ပြီးထန်ထိုင်းကနေအမေကိုပြန်ဖြေတယ်ဒါဆိုလေဒီလိုလုပ်ကွာမင်းတို့ကိုရွာလူကြီးအိမ်ကိုပို့ရမယ်ကဲတတ်တက်လျှောက်ကွာဦးဖိုးပိန်ရဲ့လမ်းပြမှုနဲ့အတန်းကြာလျှောက်ပြီးတဲ့အခါညနေအချိန်မှာရွာတရွာကိုရောက်လာတယ် ရွာကြီးကနွားတွေနဲ့စိတ်တွေကိုအဓိကမွေးမြူထားတယ်။ရွာထိပ်စကြက်မှာနွားနဲ့စိတ်တွေအတော်လေးကိုများတယ်။ရွာထဲကိုရောက်တဲ့ခါမှာတော့ရွာထဲမှာကလေးလူကြီးလူငယ်တွေဟာမောင်ဘိုးတင်းတို့ရဲ့နောက်ကခလန်းလန်းကနေလိုက်လာကြတာကြောင့်အုပ်ဖို့ပင်ကအတံမမာနဲ့ပဲ။ဒါကရွာလူကြီးရဲ့ဧည့်သည်တွေမင်းတို့ကောင်တွေရွာလူကြီးကိုအခံရရင်တော့ဒီကောင်လေးတွေနောက်ကိုကတ်ကြ။အုပ်ဖို့ပင်ရဲ့စကားကြားတဲ့ခါမှာတော့မောင်ဘိုးတင်းတို့ရဲ့နောက်မလက်မကန့်ကလိုက်လာတဲ့လူတွေဟာရက်ပြီးတော့ကြံခဲ့တယ်။အဲနောက်ဦးဖိုးပင်ကပြင်အောင်ပြင်ကင်းဆောက်ထားတဲ့ အိမ်ဝိုင်းတစ်ခုရှိမှရက်တယ်။ရို့ရွာလိုကြီးဥထုံးအေးဘယ်သူလဲကွာ။ကျုပ်ဖိုးပိန်မှာဟဲ့ကောင်ဖိုးပိန်မင်းကတဲဆောင်မဟုတ်ဘူးလား။ဘာလာလောက်တာလဲ။ဒီမှာဗျ။ကောင်လေးတွေကရွာလိုကြီးနဲ့တွေ့ကျင်နေဆိုလို့လိုက်ပို့တာ။ဒီကောင်ကတော့ကွာပြဿနာပဲ။ရွာအကြောင်းနဲ့သိရတာနဲ့တခြားရွာသားတွေကိုခေါ်ခဲ့ရတယ်လို့ကွာလာဝင်လာခဲ့။ရွာလိုကြီးတန်ဟာစိုးထိတ်နေတဲ့ဟန်နဲ့အိမ်ဝိုင်းထဲကိုဝန်ကုန်ပြူတယ်။အိမ်ဝိုင်းထဲရောက်တဲ့အခါရွာလိုကြီးဥထုံးကအိမ်အောက်ညစာ ဇပွဲထဲမှာထိုင်နေတဲ့မောင်ဖိုးတင်တို့ကို ထိုင်ဖို့အတွက်အချက်ပြတယ်။ရွာလူကြီးရဲ့မျက်နှာမှာစိုးထိတ်နေတာကတိုင်းသားပေါ်နေတယ်။သူတို့အားလုံးတိုင်းသားပေါ်မှာထိုင်တာနဲ့ရွာလူကြီးဟာအဖိုးပိန်ကိုကြည့်ပြီးတော့ထပ်ပြီးတော့အပြစ်ဖို့တယ်။မင်းကွာရွာရဲ့ချင်းနေတည့်ရတာနဲ့ဘာလို့ကလေးတွေကိုခေါ်လာခဲ့တာလဲ။ဟာ ကျုပ်ကခေါ်ခဲ့တာမဟုတ်ဘူးဗျ။ဒီကောင်လေးတွေကကျုပ်ကိုအတင်းကျပ်လိုက်ဖို့ခိုင်းလို့သူတို့ကမန္တန်ဝိဇ္ဇာကဒီရွာကိုကူညီဖို့အတွက်လှုပ်တယ်လို့ပြောတယ်။ ဟေးဟုတ်ရလားကွာဂျော်လူကြီးကမောင်ဖိုးထင်တော်ကိုငဲဆောင်ကြည့်ကမယုံကြည်တဲ့လေတန်နဲ့စကားပြောတယ်ဒီခါမှဖိုးထွေးကဦးကြီးတို့ရွာကလူတွေသွေးစာနေတဲ့သူတွေမဟုတ်လားဟုတ်တယ်ဒါကြောင့်မို့လို့ငါတို့ကတခြားရွာတွေနဲ့အဆက်ဆံမလုပ်တာအရင်ကဦးကြီးတို့ရွာကတာမန်ရွာပဲမဟုတ်လားဂျော်လူကြီးကကောင်းချင်ပြတယ်ဒီခါမှဖိုးထွေးကဆက်ပြီးစကားပြောတာကဦးကြီးအနာရှင်ဆေးရှိတယ်ဗျာတကယ်တော့ဦးကြီးတို့ရွာကလူတွေဘာကြောင့်သွေးတောက်တယ်ဆိုတာကျွတ်တို့ကိုပြောပြနိုင်မလား ရွာလူကြီးကဖိုးထွေးစကားကိုချက်ချင်းမဖြစ်ဘဲနဲ့ခဏတွေ့ရသွားတယ်။နောက်တော့မှတပင်းတစ်ချက်ကိုလိမ့်ဖင်စွာချလိုက်ပါတယ်။ငါတို့လည်းမတောက်ချင်ဘူးကွာ။ဒါပေမဲ့သွေးမတောက်ရရင်ငါတို့မျက်လုံးတွေပြလာပြီးတော့လေချောင်းတွေရလာတယ်ကွာ။ပြီးတော့ပိုက်ထဲမှာလည်းမခံမရနိုင်အောင်စားလာတယ်။ဩယောဂါတခုလိုပါလား။ကျုပ်တို့ပြအောင်ကုပေးမယ်။တကယ်သာပြောက်မယ်ဆိုရင်တော့ငါတို့တွေပြောက်ချင်လာပြီကွာ။တခြားရွာတွေနဲ့အဆက်ဆက်မလုပ်ရတာနှစ်နှစ်လောက်ရှိနေပြီကွာ။နောက်ပြီးတော့ ရွာလူကြီးဟာစကားကိုတဝက်တစ်ပြက်နဲ့ရက်ပြီးတော့အောင်ဘိုးထင်ကရွာလူကြီးကိုရွာလူကြီးနောက်ပြီးတော့ဘာဖြစ်ဖြစ်လဲပြောလေဗျာကောင်းလေငါမပြောတော့ဘူးကွာမင်းတို့ဘော်သားလိုက်ကြည့်တော့ရွာလူကြီးကဒီလောက်သာပြောပြီးထသွားရမောင်ဘိုးထင်တို့ဟာထိုင်နေရကထပြီးရွာလူကြီးနောက်ကိုလိုက်ပါသွားပါတယ်ရွာလူကြီးတို့ထောင်းဟာသူ့ရဲ့အိမ်နောက်ဖက်မှာရှိတဲ့အိမ်တလုံးစီကိုသွားတယ်ဒီတော့ကလမ်းမှာအုတ်ထုံးရဲ့နောက်မှာကပ်ပါနေတဲ့တာရကရွာအမိကိုမေးတယ်ရွာလူကြီး ကျွတ်တို့ကိုယွာနာမည်ပြောပြအောင်မြ။ဦးဖိုးပိန်ကိုမေးဖို့မေးသွားတယ်။ယွာနာမည်ကအင်းတော်ယွာလို့ခေါ်တယ်ကွာ။အင်းတော်ယွာလူကြီးကသူ့ရဲ့ယွာနာမည်ကိုပြောပြီးရှေ့ကဆက်သွားရာမကြခင်မှာတိတ်လုံးတွေကိုတေချာကားထားတဲ့လေးတောင်ပုံတန်အင်းရဲ့ရှေ့မှာရက်တယ်။ယွာလူကြီးရက်တာနဲ့ဒီအင်းလေးရဲ့အင်းရှေ့မှာရက်နေတဲ့လူရွယ်နှစ်ယောက်ကယွာလူကြီးကိုယွာလူကြီးဒီကောင်တွေကိုရေရှည်ထိမ်းဖို့အတွက်မလွယ်တော့ဘူး။ဘလို့ဖြစ်တာလဲကိုဘူး။ဒီထဲကကောင်တွေကကျုပ်တို့တိုက်တဲ့သွေးကိုမတောက်တော့ဘူး။ က်လုံးတွေကိုဖယ်ပြီးတော့အပြင်ကိုထွက်ဖို့လုံနေလို့ကြုတ်လို့လဲရွာတွေကကောင်းနေကိုကြီးနဲ့ချိုးချီထားတယ်။ဒီကောင်းနေတော်တော်လေးကိုတောင်းကျနေပြီဗျ။ဒီနေ့မနေ့ပဲနောက်ထပ်နှစ်ယောက်ရွာတွေကဖမ်းလိုက်ရတယ်။ရွာတွေကကောင်းတွေကလည်းရေရှည်စိုးအခြေအနေမကောင်းဘူး။အေးကွာတို့ရွာလည်းတဖြည်းဖြည်းနဲ့မကောင်းဆိုးဝါးရွာဖြစ်လာပြီ။ရွာလူကြီးကညှိတွားပြီးတော့တက်လုံးအိမ်ထဲမှာလက်နောက်ပြန်ချိုးချီထားတဲ့လူစရောက်ကိုမောင်ဘိုးတင်တို့ကိုလာပြတယ်။ဒီလူတွေဟာမောင်ဘိုးတင်တို့ကိုရဲရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ကောင်းကြုံထလာတယ်။ လူစိမ့်တွေကျွတ်တို့ကိုပေးရွာလို့ကြီးလူစိမ့်တွေကိုကျွတ်တို့ကိုပေးဆမ်းမှာဟုတ်တယ်တလေးဆန်သွေးတွေမတောက်ချင်ဘူးလူသွေးကိုတောက်ချင်တယ်ကျွတ်တို့ကိုပေးပါဗျာဟဲ့လူမိုက်တွေတော်ဆန်ငါတို့လူသွေးကိုတောက်တော့မရဘူးဆိုတာမင်းတို့မသိဘူးလားမသိဘူးဗျာနွားသွေးတွေစိတ်သွေးတွေမတောက်ချင်ဘူးဗျလူစိမ့်ကိုမပေးဘူးဆိုဒီကားလို့ရင်တခြားရွာကလူတွေရဲ့သွေးကိုတွားပြီးတော့တောက်မယ်မင်းတို့တွေမကောင်းဆိုးဝါဖြစ်ကုန်ပြီကွာကိုဖို့ဒီကောင်တွေကိုတခြားဆောင်ကြည့်မင်းတို့မှဒူးလေးရှိတယ်မို့လား ဒီထဲကထွက်တိုင်းမှန်မြပြစ်ကွာဟုတ်ကဲ့ရွာလူကြီးရွာလူကြီးကအဆောင်ရွာသားနှစ်ယောက်ကိုပြောလိုက်ရကိုပူးနဲ့တခြားတယောက်ကသူတို့ဇပွဲကုန်းမှာကင်ထားတဲ့ဒူးရည်နဲ့များကိုအသင်ကင်ထားတယ်အချိန်နဲ့မကောင်းတဲ့နေထားကိုမောင်ဘိုးတင်တို့မျက်မြင်တွေ့လို့တယောက်ကိုတယောက်ကြည့်ပြီးတရေထားဖို့ရာချက်ပြတယ်အဲနောက်မောင်ဘိုးထင်ကရွာလူကြီးကိုအိုးထွန်းကျုပ်တို့ရွာနဲ့တနေ့လောက်သွားတဲ့ဒီသီးမှာဒီလိုတွေဖြစ်ပြတယ်ဆိုတာမယုံနိုင်ဖြစ်ရတယ်ဗျာရွာတဲကအချိန်တွေကိုလိုက်ပြအောင်မြခင်ဗျားတို့ဘလို့တွေ နေနေလဲဆိုတာပြောပြပါကျွတ်တွေဒီကိစ္စကိုတေချာကိုညီမဖြစ်မယ်မောင်မိုးတင်ကပါဇက်ထဲကဒီလိုပြောပေမဲ့လက်တွေဘယ်လိုဖြည့်ရှင်းရမလဲဆိုတာမသိဘူးဒါပေမဲ့လည်းဟန်ခုတ်ဖို့ဆိုတဲ့အတိုင်းသူတို့အားလုံးဘယ်လိုရမှခရုမဆိုင်တဲ့ဟန်နဲ့နေနေကြတယ်ဒီလိုနဲ့ရွာလူကြီးဟာရှေးကဥဆောင်ပြီးရွာထဲကိုထွက်ခွာသွားပါတယ်နွားတောင်းကောင်ကိုညှက်သွင်းဖို့အတွက်အားလုံးကပြင်ဆင်နေကြတယ်သွင်းပြီးတဲ့အခါမှာတော့ဘေးမှာဝိုင်းကြည့်တဲ့ကလေးလူငယ်အရွယ်ဆုံးလားတဲ့လူတွေဟာပကံတွေကိုကင်ပြီးတော့တိုးဟွေနေကြတယ်။နွားကိုညှက်သွင်းပြီးတဲ့ခါမှာတော့ တန်ကြိုတစ်ချောင်းကင်ထားတဲ့လူကြီးဟာဘေးမှာတိုးဟွေတဲ့လူတွေကိုဟိတ်မတိုးကြနဲ့နော်တိုးနေငါသွေးမဖောက်တော့ဘူးလူဘလောက်မှ များတာမဟုတ်ဘူးဒီနွားတွေသွေးအားနှဲသွားရင်နောက်ထပ်နွားတွေစိတ်တွေရှိသေးတယ်အကုန်ရစီရမယ်နေတိုင်းတောက်နေရတာတဖြည်းဖြည်းနဲ့နေနိုးတွေကအကျင့်ပြတ်နေပြီတန်ကြုံကင်ထားတဲ့လူကြီးဟာရွာသားတွေဘက်ကိုကြည့်ပြီးអော်လိုက်တယ်ဒီချိန်မှာရွာသားတွေနဲ့မလှမ်းမကပ်မှာရွာလူကြီးဦးဆောင်တဲ့မောင်ဘိုးတင်တို့ဘွယ်ရောက်လာတယ်ရွာလူကြီးကခြေဆုံးကရွာသားတွေအနာသွားပြီးတော့ တချို့လူတွေကရွာလူကြီးနောက်ကမောင်မိုးတင်တို့ကိုမခိုးမခန့်ရဲပြီးတော့သူတို့ရဲ့အစာအသောက်ကိုတွေ့ပြီးဆိုတဲ့ဟန်ပန်နဲ့ရီမောနေကြတယ်။ဒီရာကိုတိတဲ့ရွာလူကြီးဟာမောင်မိုးတင်တို့ကိုရှိကသွားစီပြီးတော့နွားတွေကိုညှက်သွင်းနေတဲ့လူကြီးနောက်ကိုသွားတယ်။ဒီလူကြီးကရွာလူကြီးမြင်တဲ့အခါမှာရွာလူကြီးကျုပ်တို့ရွာကလူတွေကနော်တနေ့ထက်တနေ့ချင်းနေဆိုးလာပြီဗျ။အခုတချို့ကောင်တွေကနွားသွေးနဲ့စိတ်သွေးတောင်မတောက်ချင်တော့ဘူး။လူသွေးကိုတောက်ချင်တယ်ပြောနေကြတယ်။အဲ့လိုပြောတဲ့ကောင်တွေကိုကွာအကုန်ဖမ်း။ ကျုပ်လည်းအဲ့ဒီအသိစိတ်လွတ်တဲ့ကောင်တွေကိုဖမ်းနေနေတာဗျဒါနဲ့ဒီကောင်လေးကဘာလာလောက်တာလဲလူစိမ့်နေမလားလူလားလို့အမိရတဲ့လူကြီးဟာမောင်ဘိုးတင်တို့ကိုမင်းကိုပြပြီးမေးရရော်လူကြီးကလူလားနားကိုတိုးကပ်သွားပြီးတော့ဒီကောင်လေးတွေကတို့ရမှာဖြစ်ဖြစ်တဲ့ကိစ္စတွေကိုရှင်းပြမယ်လို့ပြောတယ်ဒါကြောင့်ဖိုးပင်ကခေါ်လာခဲ့တာဟုတ်ရောဟုတ်ပါမလားလူကြီးတို့ကြောင့်ဒီကောင်လေးတွေတခုခုဖြစ်နေအောင်မဖြစ်အောင်တော့ခရီးဆက်ရမှာပဲကွာငါလည်းဒီဘွားကြီးနဲ့မနေချင်ဘူးအရင်လိုတခြားရွာတွေနဲ့ကိုလိုဆက်ဆံတဲ့ဘွားကိုပြန်လို့ချင်းပြီး ဘာပဲဖြစ်ဖြစ်ကွာကောက်ရိုးတမြင်နေနဲ့ငါလက်ခံတာရွာလူကြီးနဲ့နွားတွေကိုညှက်သွင်းတဲ့လူကြီးဟာစကားပြောနေကြတော့ပကန်းလေးကင်ထားတဲ့ရွာသားတွေဟာတထလို့တရွာဖြစ်လာတယ်။သွေးပြပါဗျာသွေးဟုတ်တယ်ပြပါတော့ဒီမှာတောက်ချင်နေပြီဒီလိုစစဉံဖြစ်လာတဲ့အခါတန်ချုံကင်ထားတဲ့လူကြီးဟာတခြားလူတွေရဲ့ကိုယ်ညီနဲ့ညှက်သွင်းထားတဲ့နွားကောင်လဲပင်ကိုထိုးဖောက်ပြီးတော့သွေးတွေကိုပန်းထွက်လာတဲ့အခါပကန်းလုံးနဲ့ခံပြီးရွာသားတွေကိုစတင်ဝေးတယ်။ထိုးစတဲ့ဒီမြင်ကွင်းကိုမြင်ရတဲ့မောင်ဘိုးတွေဟာသွေးစာနေတဲ့ရွာသားတွေကို သွေးကိုလူရည်ယူဆောင်တာကြည့်ပြီးတော့ကြောက်ချနေကြတယ်။နေလုံးကြီးကနောက်ထောင်ဘက်ကိုဝင်သွားတာနဲ့မျှအမောင်တို့ကတဖြည်းဖြည်းနဲ့ကြီးဆိုးလာတယ်။ဒီချိန်မှာအင်းတော်ရွာလူကြီးဦးထွန်းရဲ့အိမ်ပေါ်မှာမောင်ဘိုးတင်တို့တွေရှိနေကြတယ်။ရေတန်းစီမီးကွက်ထုံးထားတာကြောင့်အိမ်လေးပေါ်မှာအလင်းရောင်ကောင်းကောင်းရနေတယ်။ဦးထွန်းကတပြင်းရှည်တစ်ချက်ကိုချပြီးမောင်ဘိုးတင်တို့ကိုကြည့်ပြီးတော့စကားပြောတယ်။ကောင်းလေးတို့မင်းတို့မြင်တဲ့အတိုင်းပဲကွာ။ငါရဲ့ရွာသားတွေကအချိန်နဲ့ဆုံးနေပြီ။တော်တော်လေးကိုထိမ်းမရတဲ့ကောင်းလေးကိုတော့ဖမ်းထားတယ်ဆိုပေမဲ့ ဒီလိုဖြစ်လာမဲ့ကောင်တွေကလည်းအပြင်းမှာအများကြီးရှိတယ်။မင်းတို့အတွက်စိုးရိမ်နေကွာ။ဒီတော့ငါတို့ရွာကနေအမြန်ပြန်ပြန်ပြီးတော့ကွာ။ငါတို့ကတော့လေဒီကောင်တွေနဲ့တိုက်ခတ်ရအောင်မထင်နဲ့။တို့ရွာသားတွေကြောင့်တခြားရွာကလူတွေကိုမထိခိုက်စေချင်ဘူးကွာ။အာမလျှော့ပါနဲ့ရွာလူကြီးဦးထွန်းကျို့တို့လည်းတတ်နိုင်သလားကိုကြီးမေ။ဘလို့ဖြစ်ပြီးဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာပြပြလို့ရနိုင်မလား။တာယာကရွာလူကြီးကိုမေးမြန်းနေ။ဒီကမှရွာလူကြီးကတပြင်းတစ်ချက်ကိုလေးလေးကြီးချတယ်။ပြီးတော့ရွာအကြောင်းပြောမယ်လို့တော့အိမ်မော်ကိုဖိုးပိတ်နေလူလားတို့ တုတ်တိတုတ်ပြရောက်လာပြီးတော့အမောတကောလေတံနဲ့ပဲဇော်လူကြီးဖမ်းထားတဲ့ကောင်တွေကိုအပြင်ကထိမ်းမြတဲ့ကောင်တွေအဆောင်တွေကိုရိုက်ပြီးတော့လွတ်သွားပြီဗျအခုတို့ဒီကောင်လေးတွေကိုသွေးကိုတောက်ဖို့လာနေပြီဟာငါထိန်နေကွာဒီကောင်တွေထိမ်းမြတော့ဘူးဆိုတာကဲကောင်လေးတွေပြေးကြတော့ကွာငါလည်းတက်နိုင်တယ်လားတားပေးမယ်ဇော်လူကြီးကဒီလိုပြောတဲ့ခါမှာမောင်ဘိုးတင်ကသူ့ရဲ့မိုးကြိုးစတောင်ဝေးကိုပတ်ထားတဲ့ပစိုးကိုကိုင်းထားတယ်ပြီးတော့သူ့ဘေးမှာရှိတဲ့ဖိုးထွေးကဖိုးထွေး ေလူတွေကမကောင်းဆိုးရတာမဟုတ်လာဘူးကွာတာမန်လူတွေအကြောင်းတစ်ခုကြောင့်အခုတော့ဖြစ်တာဖြစ်မယ်ငါတို့တို့ကိုထိခိုက်အောင်လုပ်လို့ဖြစ်ပါမလားဟုတ်တယ်ဗိုးထင်တော့ကြလူတွေတင်းနေငါတို့အမှုပေါင်မယ်ပေတူးကပါဝင်ပြောတာကြောင့်အချိန်ရောနေလမ်းမှမရှိလို့လောက်ရကိုရှောင်းနေသေးတာအကောင်းဆုံးလို့ဆုံးဖြတ်တယ်ကဲပြေးကြတာပါဦးထွန်းကျုပ်တို့ပြေးပြီဗျာတတ်တာတွေဖြစ်တာတွေတော့အချင်းချင်းမလောက်ကြနဲ့စိတ်ချပါကောင်းလေးတို့မင်းတို့တွေပြေးကြတော့ကွာမဘိုးထင်းအရော်လူကြီးအိမ်မှာပဲသူတို့ရဲ့ပစ္စည်းပစ္စည်းတွေကိုထားခဲ့ပြီးတော့ ဆင်းပြေတယ်။သူတို့တွေရွာလူကြီးအိမ်ဝိုင်းထဲကထွက်ပြီးမကြခင်မှာပဲသူရဲစားနေတဲ့လူအုပ်ကြီးဟာမောင်ဘိုးတင်တို့ပြေးထွက်တော်တာကိုမြင်တွေ့သွားတယ်။လူစိမ့်တွေပြေးပြီးကွာလိုက်ကြ။ဝေတူဝေမျှပဲနော်။သွေးကိုတောက်ကြမယ်။လိုက်ကြကွာမလွတ်စင်နဲ့။ဒီကောင်လေးတွေတေးတောက်ပြီးနော်။တခြားရွာကလူတွေသွေးကိုတောက်ကြမယ်။ရွာလူကြီးနဲ့တခြားရွာသားတွေလည်းစိတ်ရိုင်းဝင်နေပြီးပြည့်တဲ့ရွာသားတွေကို မထိန်ထားနိုင်တော့ပဲနဲ့လွတ်ထားလိုက်ရတယ်။သွေးစားနေတဲ့အင်းတော်ရွာသားတွေဟာမောင်ဘိုးတင်တို့ပြေးသွားအောင်ကိုဝရုံတုံးကပြေးလိုက်သွားကြတယ်။ မမိုးတင်တို့ဟာရွာထိပ်ကိုပြေးလွှားနေရာဒီချိန်မှာရွာထိပ်အမောင်ထဲမှာအရေးတာမြင်ရတဲ့လူဆယောက်ခန့်ကသူတို့သွားမဲ့လမ်းကိုပိတ်ထားတယ်အဲနောက်အဲလူဆယောက်ခန့်ကဝမ်းမတ်တတာနဲ့ငါတို့ထင်ထားတာကွက်တီပဲကွာဒီကောင်လေးတွေဒီဘက်ကိုပြေးလာမယ်ဆိုတာဟုတ်တယ်နောက်ကကောင်လေးလည်းရောက်တော့မယ်ဒီကောင်လေးတွေပြေးမလို့တော့ဘူးပြောထားရအောင်ပဲကွာဒီကောင်လေးတွေကိုမသိစေနဲ့ရွာကနွားတွေကိုသွေးထုတ်တယ်လို့မျိုးသေချာမွေးသွေးဖောက်ထုတ်ပြီးတော့တောက်ရမယ်ရွာသားတွေကချင်းချင်းတိုင်ပင်ကစကားပြောနေရချင်း မောင်ဘိုးထင်တို့နောက်ကလိုက်လာတဲ့လူအကြီးကလည်းသူ့အနားကိုရောက်လာတယ်။ဒီလူအထက်ကလူတချို့ကမောင်ဘိုးထင်တို့ကိုကြည့်ပြီးတော့မင်းတို့ကောင်တွေကွာအမောင်ထဲမှာရှောက်ပြေးနေတယ်။ငါတို့ကမင်းတို့ကိုမတတ်ပါဘူးကွာ။လေချောင်းကသွေးလေးတွေပဲဖောက်ပြီးတောက်မှာ။မင်းတို့ကိုငါတို့ရွာကနွားလေးလိုပဲကောင်းကောင်းမွေးမှာပါကွာ။ဖိုးထင်းတဲ့တာယာကညက်ပိတ်ခံထားတာကြောင့်ပြေးစရာလမ်းမရှိတဲ့နွားလိုပဲ။သူ့ရဲ့ဘေးကပေတူးနဲ့တာအေးရဲ့ပခုံးကိုကမ်းပြီးတော့ပေတူးတာအေးမင်းတို့မကြောက်နဲ့နော်။ ါတို့ရှိတယ်။မကြောက်ပါဘူးဗျာ။လေချောင်းကနေဟိုနွားတွေကိုဖောက်တယ်လို့ဖောက်မှာနည်းနည်းတော့လန့်နေဗျ။ဒီချိန်မှာမောင်ဘိုးတွေလက်ထဲမှာရှိတဲ့မိုးကြိုးစားတောင်းမွေးဟာတဖြည်းဖြည်းလင်းလာတယ်။ဒီလင်းရောင်ဟာအတော်လေးကိုလင်းထိန်လာတာကြောင့်သူတို့ကိုရံပြိုးဖို့လိုက်လာတဲ့သွေးဆန်တဲ့အင်တော်ရော်သားတွေမကြည့်နိုင်ဖြစ်ပြီးလက်နဲ့ကာထားတယ်။သူတို့အနာကိုရောက်ဖို့ကြိုးစားတယ်။ဒီချိန်မှာမောင်ဘိုးတွေနားထဲမှာမန္တန်ဝိဇ္ဇာအတန်ကိုကြားတယ်။ကောင်းလေ။မင်းကိုအထက်ကဆရာကြီးတွေကိုင်ကြီးနေလား။ငါလည်းကိုင်ကြီးမယ်။ မင်းရှိမြေပြင်မှာမန်တန်တပုတ်ပေါ်လာလိမ့်မယ်အဲ့ဒီမန်တန်ကိုအတန်ကြကြင်းနဲ့ရုတ်လိုက်ကောက်လေးပြီးရင်မင်းကိုလမ်းပြလိမ့်မယ်ဒီတိုင်းလိုက်သွားဒီဘာကိုတိုက်ထားတဲ့အစင်ကိုတွေ့လိမ့်မယ်မင်းတို့တွေဖြက်စီးပြစ်ပါမွန်ဘိုးတင်းကမန်တန်ဝိဆာစကားတိုင်းသူ့ရှေ့မှာရှိတဲ့မြေပြင်ကိုကြည့်တယ်ဒီခါမှာမိုးကျိုးဆက်တောင်ဝေးရလင်းရအောင်မှာမန်တန်တပုတ်ဟာဖိဖိနဲ့ပေါ်လာတယ်မွန်ဘိုးတင်းကလည်းအချိန်မဆွဲဘဲနဲ့ပေါ်လာတဲ့မန်တန်ကိုအတန်နဲ့တန်တာနဲ့ခက်ကြက်ကြက်ရုတ်တဲ့ခါမှာမြေပြင်မှာရွှေရောင်လင်းတဲ့နေတစ်ခုပြီးတစ်ခုပေါ်လာတယ်အင်းတော့ရော်သားတဲ့ဂျားတွေကနေဖြတ်သွားပြီးတော့ မောင်မိုးတင်လည်းအဲ့ဒီရွှေရောင်လင်းတန်းတိုင်းလဲသွားရအောင်အင်းတို့ရွာသားတွေကငိုကြိုးစားတောင်မိုးရဲ့အလင်းရောင်တန်းကိုမခံနိုင်ပဲနဲ့ဘေးလို့ရာကိုရှောင်ရှားနေကြတယ်ရွှေရောင်လင်းတန်းကရွာထိပ်မှာရှိတဲ့မကြီးပင်ကြီးစီကိုတွားပြီးတော့မကြီးပင်ပစ္စည်းမှာရက်တက်သွားတယ်ဒီချိန်မှာအင်းတို့ရွာလူကြီးလည်းသူတို့နားကိုရောက်လာပြီမို့လို့မောင်မိုးတင်ကဦးထွန်းပေါ့တူးအမြန်ယူဝေးပြအရေးကြီးတယ်ဟေးဟေးကောင်းလေလူလာပေါ့တူးကိုဒီနားကအိမ်တွေစီကချက်ချင်းတွားယူကွာဟုတ်ကဲ့ရွာလူကြီးဟိုကောင်းတဲ့ဒီဘက်ကိုဘာလို့များမလာရတာလဲ အဲ့ဒါနောက်မှပြောဖိုးပိန်မင်းလည်းသွားယူလူလားနဲ့ဖိုးပိန်ဟာနေဆက်ရအင်ကပေါတူးကိုယူပြီးတော့မောင်ဘိုးထင်တို့တူးခိုင်းတဲ့နေရာကိုတူးကြတယ်နှစ်တောင်လောက်တူးပြီးတဲ့ချိန်မှာဆပင်နေပေါ်လာပြီးထပ်တူးတဲ့ခါမှာလူသေးရော့လောင်းတစ်ခုကိုတွေ့ရတယ်အဲ့နောက်မောင်ဘိုးထင်ဟာအချိန်မဆွဲဘဲနဲ့ရွာလူကြီးကိုထိန်းချောက်တွေကိုရှာသိပြီးတော့စုပေါင်းပြီးအရိုးကျနေပြီဖြစ်တဲ့လူသေးလောင်းကိုမြှို့တယ်အလောင်းကိုမြှို့ပြီးသွားတဲ့ခါမှာတော့သွေးစားနေတဲ့အင်းတော်ရွာသားတွေဟာသူတို့မဟုတ်တယ်လို့ပဲရွာလူကြီးနဲ့မောင်ဘိုးထင်တို့နားကိုရောက်လာတယ်ရွာလူကြီး ဘလို့ဖြစ်တာလဲဗျကျွတ်တို့ဘာဖြစ်တာလဲငါငါတို့ကနွားသွေးတွေကိုတောက်နေကြတာလေသွေးစင်းတွေကိုတောက်နေကြတာရွာလူကြီးရဲ့စကားကြောင့်တချို့သူတွေဟာအော့အန်ကုန်တယ်သူတို့စိတ်ထဲမှာသွေးတောက်ချင်တဲ့စိတ်တွေလုံးဝမဖြစ်တော့ဘူးရွာလူကြီးကတာမန်လည်းဖြစ်သွားပြီးသူ့ကိုယ်သူလက်နဲ့ပြန်ဆန်းကဝမ်းသာနေပြီးတော့မောင်ဘိုးတင်တို့ကိုလည်းကျေးဇူးတင်စကားဆိုတယ်ကောင်းလေငါတို့သွေးမတောက်ချင်တော့ဘူးကွာငါ့ကိုလူကောင်းတွေလူကောင်းတွေဖြစ်သွားပြီကွာမင်းတို့ကိုကျေးဇူးတင်တယ်ကွာရပါတယ်ဗျာ ။ဦးထွန်းတို့ကိုတရားဟုတ်ကဒီလိုဖြစ်အောင်လုပ်ထားတယ်။ကျတို့ဒီလိုကိုတားမှဖြစ်မယ်။ဦးထွန်းဒီလိုဖြစ်အောင်လုပ်တာဘာလို့လဲဆိုတာသိလား။ငါထင်တော့ကွာ။ငါတို့တရွာလုံးနဲ့ရန်ဖြစ်တဲ့စဘာပွဲစားလုပ်တာထင်းနေ။ကဲအခုတော့အိမ်ပြန်ကြမယ်။ကျတို့ကိုစဘာပွဲစားကြောင်ပြောပြအောင်။စိတ်ချပါကွာပြောပြမယ်။ဒီကောင်ပြန်ပြီးမှပဲငါတို့ရွာဒီလိုဖြစ်တာ။ကဲအားလုံးအိမ်ပြန်ကြတော့ကွာ။ရွာလူကြီးကသူ့ရဲ့ရွာသားတွေကိုအိမ်ပြန်ခိုင်းပြီးတော့သူကလည်းမောင်ဘိုးတင်တို့ကိုကောကား အင်ကိုပြန်လာခဲ့လိုက်ပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီဆုံးပါပြီနားတော်တာဆင်းတို့ပြည်သက်ကြီးလဲဆေးချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ